ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်တရက်တပင်ရွာအထက်တန်းကျောင်းမှာနန်စီဒီယမ်ကာယဆေးရအောင်ကိုလွင်ဆိုးကကျောင်းသားကျောင်းသူများကိုအခြေခံစစ်ပညာဆိုင်ရာကာယလေ့ကျင့်ခန်းများကိုတင်ကြားပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနဲ့ဇွန်လပိုင်းမှာ စာတင်ကြောင်းများပြန်လည်ဖွင့်လှစ်ခြင်းကစတင်ပြီးတော့မင်းလာမြို့နယ်တရက်တပင်းရွာအခြေခံပညာအထက်တန်းကျောင်းမှာကာယဆရာအောင်ကိုလွင်ဆိုးကကျောင်းသားကျောင်းသူတွေကိုအခြေခံစစ်ပညာဆိုင်ရာကာယလေ့ကျင့်ခန်းများကိုတင် जा ပေးနေခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးတင် जा ပေးရမှာစစ်ပညာရဲ့အခြေခံဖြစ်တဲ့အမိန့်ကိုနာခံရမယ်ဆိုပြီးတော့ကျောင်းသားကျောင်းသူလူငယ်များကိုနေ့စဉ်ပြောဆိုနေပြီး၎င်းခိုင်းစေတဲ့ကာယလေ့ကျင့်ခန်းများမလုံဆောင်နိုင်ပါကဆဲဆိုခြင်းရိုက်နှက်ခြင်းများကိုလုံဆောင်ကား အချင်းချင်းလေ့ကျင့်ငန်းများကိုစစ်တပ်ထဲမှာအတိုင်းလှုပ်ဆောင်ခိုင်းနေတယ်လို့သိရပါဗျ။အခုလိုမျိုးကာယဆရာအောင်ကိုလွင်ဆိုးကကာယတင်ကြားချိန်မှာလဲအရက်တောက်သုံးထားခြင်းမိုးရစေးသုံးဆွဲထားခြင်းများကိုလည်းလှုပ်ဆောင်ထားပြီးတော့အကြမ်းမဲ့စစ်တပ်ကရာရှိများနဲ့လည်းအမျိုးတော်ဆက်သူတအုပ်ဖြစ်တဲ့အတွက်ကြောင့်ကြောက်အုပ်ကြီးကပြောဆိုဟန်တာရဲခြင်းမရှိဘူးလို့သိရပါဗျ။ ်အခုနှစ်ကစပြီးတော့မင်းလာမျိုးနဲ့တေးရတပင်ရွာအထက်တန်းကျောင်းမှာကာယဆရာအောင်ကိုလွင်ဆိုးကကလေးတွေကိုအခြေခံစစ်ပညာဆိုင်ရာကာယလေ့ကျင့်ခန်းတွေကိုပါသင်ကြားနေတာနောက်ပြီးတော့ကလေးတွေကိုမိုးရီထဲမှာသတိဆိုပြီးတော့အကြာကြီးရခိုင်နာတွေအထိပါလှုပ်ဆောင်နေတာသတိရရတာကြာတော့လှုပ်တဲ့ကလေးတွေလည်းအမိတ်မနာခံဘူးဆိုပြီးဆဲဆိုရိုက်နှက်တာတွေလှုပ်ပါတယ်လေ့ကျင့်ခန်းတွေကိုလည်းတက်ထဲမှာအတိုင်းပြင်းပြင်းထန်ထန်လှုပ်ခိုင်းပြီးတော့မှားသွားရင်အချိန်ချင်းပြန်လှုပ်ခိုင်းတယ်လို့ဒေတာထွင်းသတင်းရင်းမြစ်ကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ